ျွန်တော်တို့ရဲ့ channel လေးကနေစာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိတ်ဆွေတို့အတွက်ကဘာကျော်စာအုပ်ကောင်းများစွာရဲ့အနှစ်သာရတွေကိုမိနယ်ပိုင်းတွင်နားလည်သဘောပေါက်အောင်အနှစ်ချုပ်ပြီးတော့အပတ်စဉ်မျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ဆင်းရဲသွားမယ့်စာအုပ်လေးကတော့ကဘာတဝမ်းမှာအယားရဆုံးဖြစ်ခဲ့ပြီးတော့လူအများရဲ့ဘဝကိုအမှန်တကယ်ပြောင်းလဲပေးခဲ့တဲ့စာအုပ်တော်အကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီစာအုပ်လေးကတော့ Ikigai The Japanese Secret to a Long and Happy Life ဂျပန်လူမျိုးတွေရဲ့တက်ရှိချမ်းမာမှုနဲ့ဘဝပျော်ရှင်မှုလှုပ်ဝှက်ချက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်လေးဟာဂျပန်လူမျိုးတွေရဲ့တက်ရှိချမ်းမာမှုနဲ့နေ့စဉ်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်တဲ့လှုပ်ဝှက်ချက်တွေကိုဖော်ထုတ်ထားတာဖြစ်ပါတယ်။ဒီစာအုပ်ကကိုယ့်ဘဝကိုအဓိပ္ပာယ်ရှိရှိနဲ့ရည်ရွယ်ချက်တစ်ခုနဲ့ရှင်းသင်ခြင်းသူတွေနေတိုင်းနှုတ်ထလာတဲ့အချိန်တိုင်းစိတ်အားထက်သန်မှုအပြည့်နဲ့ရှင်းသင်ခြင်းတဲ့သူတွေအတွက်အကောင်းဆုံးလမ်းပြစာအုပ်လေးလို့ပြောလို့ရပါတယ်။ ီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ဟာဒီစာအုပ်ပါအဓိကအချက်လက်တွေကိုအခန်း၄ခန်းခွဲပြီးတော့အသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအပိုင်းတွေကတော့ပထမဆုံးအနေနဲ့ PK guide ဆိုတာဘာလဲဆိုတာကိုအခြေခံကစာပြီးတော့ရှင်းပြပေးသွားပါမယ်။ဒုတိယအခန်းကတော့ EK guide ကိုရှောက်ပေးဖို့အဓိကအခြေခံ၄ခုအကြောင်းကိုဥပမာတွေနဲ့တကွာရှင်းပြပေးသွားမှာဖြစ်ပါတယ်။တတိယအခန်းမှာတော့ကဘာပေါ်မှာအသက်ရှည်ဆုံးလူတွေနေထိုင်တဲ့ အိုကီနာဝါဒေသကလူတွေရဲ့ဘဝနေထိုင်မှုပုံစံနဲ့အသင်ခန်းစာတွေကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးစတုတ္ထအနေနဲ့ Flow နဲ့ Resilience ဆိုတဲ့အရေးကြီးတဲ့စိတ်ပိုင်းဆိုင်ရာအယူအဆတွေကိုဘယ်လိုအသုံးချမလဲဆိုတာကိုပြောပြပေးသွားပါမယ်။ဒီဗီဒီယိုလေးရဲ့အဆုံးမှာတော့ကျွန်တော်တို့ဟာ ikigai ကိုလက်တွေ့ပါမှာဘလို့အသုံးချမလဲဆိုတဲ့အဓိကသင်ခန်းစာတွေဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ပုံပြအသေးပဲရှိရှိနေထိုင်နိုင်မဲ့လက်တွေ့ကြတဲ့နည်းလမ်းတွေကိုရရှိသွားမှာပဲဖြစ်ပါတယ် ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိစိတ်ဝင်စားနေကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ပထမဆုံးအခန်းအနေနဲ့ဒီစာအုပ်ရဲ့အရေးကြီးဆုံးသောအယူဆဖြစ်တဲ့ ikigai ဆိုတာဘာလဲဆိုတာကိုအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်။ဂျပန်ဘာသာစကားမှာ ikigai ဆိုတာဘဝ၊ gain ဆိုတာကတော့တန်ဖိုးလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့် ikigai ကိုစူးပေါင်းပြီးဘာသာပြန်မယ်ဆိုရင်ဘဝရဲ့တန်ဖိုးသို့မဟုတ်ဘဝမှာရှင်သန်ခြင်းရဲ့အဓိပ္ပာယ်လို့အလွယ်ဆုံးအဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ ဒါဟာဘဝကိုအဓိပ္ပာယ်ရှိရှိနဲ့ရွယ်ချက်တစ်ခုနဲ့ဖြတ်သန်းဖို့ဂျပန်လူမျိုးတွေရဲ့စိတ်ဓာတ်ဖြစ်ပြီးသူတို့ရဲ့သက်ရှည်ချမ်းသာမှုနဲ့ပျော်ရှင်တဲ့လှုပ်ဝက်ချက်ဖြစ်ပါတယ်။ ikigai ကိုပိုပြီးရှင်းလင်းအောင်ဥပမာပေးရမယ်ဆိုရင်ငွေကြီးရအငိမ့်စားယူလိုက်ပြီးဖြစ်ပေမဲ့လည်းမနေ့တိုင်းပျော်ရွှင်စွာနဲ့အိယာကနိုးလာပြီးသူ့ရဲ့ခြံငယ်လေးထဲမှာတက်ပင်ပန်းမွေတွေကိုဂယုဆိုင်နေတဲ့အသက်80အရွယ်ဦးလေးကြီးတယောက်ကိုမြင်အောင်ကြည့်ပါ။သူကဒီပင်လေးတွေကိုပြုစုပြောင်းထောင်ရင်သူ့ကိုယ်သူပျော်ရွှင်နေသလို ဘဝရဲ့အတိတ်ပဲကိုလည်းရှားတွေ့နေပါတယ်။သူ့အတွက်ပန်းမင်ဆိုင်ပြူတာဟာသူ့ရဲ့ ikigai ဖြစ်ပါတယ်။ဒီလိုပဲပကြီးဆရာတယောက်ကိုလည်းဥပမာပေးနိုင်ပါတယ်။သူကငွေကြေးအများကြီးမရရင်တောင်ပကြီးကားတွေဆွဲနေရတဲ့အချိန်တိုင်းမှာအချိန်ကုန်တောင်မေးသွားလာအောင်နှမြုပ်နေတတ်ပါတယ်။သူ့အတွက်ပကြီးဆွဲခြင်းဟာသူ့ကိုနေတိုင်းနှိုးထပြီးဆက်လက်ကြိုးစားခြင်းစိတ်ဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ ikigai ဖြစ်ပါတယ်။ ikigai ကကြီးမားတဲ့အောင်မြင်မှုတကယ်တည်းဖြစ်ဖို့ ို့မဟုတ်နာမည်ကြော်ကြားဖို့မဟုတ်ပါဘူး။အရေးကြီးဆုံးကကိုလုံနေတဲ့အရာတစ်ခုကကိုကိုပျော်ရွှင်စေပြီးဘဝကိုအဓိပ္ပာယ်ရှိစေတာမျိုးဖြစ်ပါတယ်။ဒီတွေးကောဟာဘဝရဲ့ရည်ရွယ်ချက်ကိုရှာဖွေနေတဲ့ဒုငယ်တွေနဲ့နေ့စဉ်အလုပ်တွေကြားမှာပျောက်ဆုံးနေတယ်လို့ခံစားနေရတဲ့လူလတ်ပိုင်းတွေအတွက်တကယ်ကိုအရေးပါပါတယ်။ဒီအကြောင်းအရာတွေကိုဒီစာအုပ်ကဂျပန်နိုင်ငံအိုကီနာဝါကျွန်းကအလူတွေရဲ့နေထိုင်မှုပုံစံနဲ့ချိတ်ဆက်ပြီးရှင်းပြထားပါတယ်။ဒီကျွန်းမှာနေထိုင်တဲ့သူတွေကကမ္ဘာပေါ်မှာတက်တန်းအခြေဆုံးလူတွေထဲမှာပါဝင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကသူတို့တွေဟာအငိမ့်စားယူပြီးတဲ့နောက်မှာတောင်မှ ကိုချစ်တဲ့အလုပ်လေးတွေကိုဆက်လုပ်နေကြပြီးတော့ဘယ်တော့မှအနားယူတာမျိုးမရှိကြပါဘူး။ဒါဟာသူတို့ရဲ့အီဂီဂိုက်ဟာဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေလို့ပါပဲ။ကျွန်တော်တို့ဟာတခါတရံမှာပင်စင်ယူပြီးမှပျော်ပျော်ရွှင်ရွှင်နေမယ်။အောင်မြင်မှပျော်ရွှင်မယ်ဆိုပြီးမျောလင့်တတ်ကြပါတယ်။ဒါပေမဲ့အီဂီဂိုက်ကဒီလိုမျိုးမျောလင့်စရာမလိုပဲနေ့စဉ်နေ့တိုင်းပျော်ရွှင်စွာရှင်သန်နိုင်ကြောင်းကိုသင်ပြပေးပါတယ်။ ကဲအခုကျွန်တော်တို့ EG guide ဆိုတာဘာလဲဆိုတာကိုနားလည်ပြီဆိုတော့ဒုတိယအခန်းဖြစ်တဲ့ကိုပိုင် EG guide ကိုဘယ်လိုရှာဖွေမလဲဆိုတဲ့အကြောင်းကိုအသေးစိတ်ဆက်ပြောကြပါစို့။စာအုပ်ထဲမှာ EG guide ကိုရှာဖွေဖို့အဓိကရေးတောက်မိဖြစ်တဲ့အခြေခံလေးခုကိုရှင်းပြထားပါတယ်။ဒီအခြေလေးခုကိုကျွန်တော်တို့တစ်ခုချင်းစီသေချာဆွေးနွေးကြည့်ကြရအောင်။ဒီအခြေလေးခုကတော့နံပါတ်၁ကိုချစ်မြနိုတာ fashion နံပါတ်၂ကဘာကြီးကလိုအပ်တာ machine နံပါတ်၃ဝင်ငွေရနိုင်တာ profession နံပါတ်၄ကိုကျွမ်းကျင်တာ vocation ဒီအချက်လေးချက်ကိုပုံဆွဲပြီးရှင်းပြတဲ့ Venn diagram လေးလိုမျိုးစဉ်းစားကြည့်ပါဒီအချက်လေးကိုထပ်နေတဲ့အလဲဘိုနေရာဟာကျွန်တော်တို့ရဲ့ ikigai ကိုညွှန်ပြနေပါတယ်ဒီနေရာကဘဝရဲ့ရည်ရွယ်ချက်တန်ဖိုးနဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုပေါင်းစပ်တဲ့နေရာလေးလည်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုချက်မြန်နိုးတဲ့အရာ fashion နဲ့ကဘာကြီးကလိုအပ်တာမရှင်အကြောင်းကိုပိုးပြီးရှင်းလင်းအောင်စပီးဆွေးနွေးကြည့်ကြရအောင် ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုစီးစပ်နေပြီးကိုဘဝရဲ့ရည်ရွယ်ချက်တွေအခြေခံအကြဆုံးအချက်တွေပဲဖြစ်ပါတယ်။လက်ရှင်ဆိုတာကိုယ့်ရဲ့စိတ်နှလုံးသားကနေတကယ်ကိုဆရာထက်တန်ပြီးလောက်ရတာပျော်ရှင်တဲ့အရာတွေပါ။ဥပမာကိုကဂီတာတီးပြီးသချင်းဆိုရတာကိုပျော်ရှင်တဲ့လူငယ်တစ်ယောက်ဆိုပါစို့။ဂီတာတီးနေတဲ့အချိန်မှာ အချိန်ကိုမေးသွားလောက်တဲ့အထိနှမြုပ်နေတတ်ပါတယ်။ဒါဟာကိုယ့်ရဲ့ passion ပါ။ဒါဆို passion တစ်ခုတည်းနဲ့ဘဝကပြည့်ပြည့်စုံပြီလား။အဲ့ဒီနေရာမှာပဲဒုတိယအချက်ဖြစ်တဲ့မရှင်ကဝင်ရောက်လာပါတယ် မရှင်ဆိုတာကတော့ကိုယ့်ရဲ့ fashion ကနေတဆင့်တခြားသူတွေဒါမှမဟုတ်ကိုယ်ပတ်ဝန်းကျင်အတွက်ဘလို့အခြေကျူးစီးတွေပေးနိုင်မလဲဆိုတာပါပဲ fashion ကကိုယ့်ဘဝအတွက်ဖြစ်ပေမဲ့မရှင်ကတော့ကိုယ့်ပတ်ဝန်းကျင်အတွက်ဖြစ်ပါတယ်ဒီတော့ကိုယ့်ရဲ့ fashion နဲ့မရှင်ကိုဘလို့ပေါင်းစပ်မလဲဥပမာခုနကဂီတာတိပီတချင်းဆိုရတာကိုဝါသနာပါတဲ့လူငယ်တယောက်ဟာစိတ်ဓာတ်ကျနေတဲ့သူတွေအထီးကျန်နေတဲ့သူတွေအတွက်စိတ်ကုံအားဖြစ်စေမဲ့တချင်းလေးတွေကိုရေးသားဖန်တီးလိုက်တယ်ဆိုပါစို့ ူရဲ့ဂီတကိုကြားလိုက်ရတဲ့သူတွေဟာအထူးကြံတာတွေတက်တာသွားပြီးဘဝမှာရှင်သန်မှုစိတ်ခွန်အားတွေရရှိသွားနိုင်ပါတယ်။ဒါမှမဟုတ်သူတချင်းတွေကိုနားထောင်ပြီးစိတ်အပန်းပြေစေတာမျိုးပေါ့။ဒီလိုမျိုးဂီတကိုချက်မြနိုးတဲ့ fashion နဲ့လူအတိုင်းဝိုင်းကိုကူညီနိုင်တဲ့ machine ဒီနှစ်ခုပေါင်းစပ်သွားတဲ့အခါသူ့ရဲ့ ikigai ကပိုရှင်းလင်းလာပါလိမ့်မယ်။နောက်ထပ်အချက်နှစ်ချက်ကတော့ profession နဲ့ vocation ပဲဖြစ်ပါတယ်။ profession ဆိုတာကကိုလုပ်တဲ့အလုပ်ကနေဝင်ငွေရနိုင်တဲ့အခွင့်အရေးရှိသလားဆိုတာပါပဲ ဝကင်းရှင်းကတော့အတင်းအားဘယ်အရာတွေမှာကျွမ်းကျင်တယ်လဲဆိုတာကိုကိုးစားပြုပါတယ်။ဒီအခြေလေးကိုပေါင်းစပ်ပြီးဥပမာပေးရမယ်ဆိုရင်လက်မှုပညာရှင်တယောက်ဟာဗပုထုရတာကိုချစ်မြတ်နိုးတယ်။ဒါကသူ့ရဲ့ fashion ဖြစ်ပါတယ်။သူဖန်တီးလိုက်တဲ့အမှုပညာလက်ရာတွေကိုဝယ်ယူသူတွေကသဘောကျပြီးလိုအပ်ကြတယ်။ဒါကသူ့အလုပ်မှာမရှင်လက်ရှိပါတယ်။ဗပုထုရမှာလည်းသူဟာကျွမ်းကျင်တယ်။ဒါကြောင့်ဝကင်းရှင်းလက်ရှိတယ်။ဒီဗပုတွေကိုရောင်းပြီးသူဟာဝင်ငွေရှာနိုင်တဲ့ profession လက်ရှိပါတယ်။ ဒါဆိုရင်ဒီလက်မှုပညာရှင်တွေသူ့ရဲ့ AKG ဟာဗပုထုခြင်းပဲဖြစ်ပါတယ်။ဒီအခြေလေးကိုစဉ်းစားပြီးကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘဝနဲ့ရှင်းကြည့်ပါ။ဘယ်အရာတွေကဒီအခြေလေးကုနဲ့ကိုက်ညီနေလဲဆိုတာကိုရှာဖွေခြင်းကကိုယ့်ရဲ့ AKG ကိုရှင်းရှင်းလင်းလင်းမြင်လာစေဖို့အကောင်းဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။ AKG ရဲ့အဓိပ္ပာယ်နဲ့ရေတောင့်မြေလေးကိုတည်ပြီးတဲ့နောက်မှာတော့တတရာခန်းဖြစ်တဲ့ကမ္ဘာအသက်ရှင်ဆုံးလူတွေနေထိုင်ရာ ဂျပန်နိုင်ငံအိုကီနာဝါဒေသကလူတွေရဲ့ဘဝနေထိုင်မှုပုံစံနဲ့သင်ကားစာတွေကိုလေ့လာကြည့်ကြရအောင်ဒီဒေသကလူတွေဟာဘာကြောင့်အသက်ရှင်ပြီးပျော်ရွှင်နေကြလဲဆိုတာကိုဒီစာအုပ်ထဲမှာစာရေးသူတွေကစုံစမ်းလေ့လာပြီးတင်ပြပေးထားတာပါဒီလေ့ထတွေကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အီဂီဂိုက်ကိုရှာဖွေဖို့နဲ့ပျော်ရွှင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်မှုဘလို့အကျဉ်းကောင်းတွေမွေးမြူရမလဲဆိုတာကိုသိရှိနိုင်ပါတယ်ပထမဆုံးသင်ခန်းစာကတော့ဟာရာဟာချီဘီယူပါ ဒါဟာသူတို့ရဲ့ဇာတ်ကုန်တစ်ခုဖြစ်ပြီးဘိုက်80ရာခိုင်နှုန်းပြည့်အောင်စားပါလို့အဓိပ္ပာယ်ရပါတယ်။ကျွန်တော်တို့အများစုဟာထမင်းစားတဲ့အခါဘိုက်ပြည့်တင်အောင်ကြက်နေအောင်စားတတ်ကြပါတယ်။ဒါပေမဲ့အိုခီနာဝါလူမျိုးတွေဟာအဲ့ဒီလူမျိုးဘိုက်ပြည့်အောင်မစားကြပါဘူး။ဘိုက်တင်နေအောင်အစာအလွန်ကျွန်းစားတာဟာခန္ဓာကိုယ်ရဲ့စွမ်းအင်တွေကိုအစာချေဖြစ်ဖို့အတွက်အသုံးပြုရတာကြောင့်ခန္ဓာကိုယ်ကပင်ပန်းပြီးအသက်တိုစေတယ်လို့သူတို့ကယုံကြည်ကြပါတယ်။ ဒီလိထကကိုအလေးချိန်ကို ထိမ့်ပေးတဲ့အပြင်အစာအိမ်ကိုအလွန်ကျွံအလုတ်လုတ်စေခြင်းမှကာကွယ်ပေးပြီးအစာအိမ်ရဲ့ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ဒုတိယသင်္ကန်းစာကတော့မိုးအိုင်လို့ခေါ်တဲ့အချင်းချင်းကူညီဆောင်ရှောက်တဲ့လူမှုအတိုင်းဝိုင်းဖြစ်ပါတယ်။မိုးအိုင်ဆိုတာစိတ်တူကူလူတငယ်ချင်းတွေဒါမှမဟုတ်အတိုင်းဝိုင်းလေးတစ်ခုဖန်တီးပြီးတယောက်နဲ့တယောက်စိတ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာနဲ့လူမှုရေးပိုင်းဆိုင်ရာတွေမှာအပြန်အလှန်ကူညီဆောင်ကြောက်ကြတာမျိုးပါ။ ဥပမာရက်ွက်တစ်ခုထဲမှာနေထိုင်တဲ့သူတွေကတယောက်နဲ့တယောက်အခက်အခဲကြုံလာရင်အဖွဲလိုက်ကူညီတာမျိုးဒါမှမဟုတ်ငွေကြေးစုဆောင်းတဲ့အဖွဲလေးတွေလုပ်ပြီးလိုအပ်တဲ့သူတွေကိုကူညီတာမျိုးပါဒီလိုအဖွဲအစည်းလေးတွေကြောင့်တယောက်တည်းအထူးကြံတာမျိုးမရှိတော့ပဲစိတ်ဖိစီးမှုတွေလည်းတက်တာစေပါတယ်ဒါဟာပျော်ရွှင်တဲ့ဘဝတည်းအရေးကြီးတဲ့အချက်တစ်ချက်ပါကိုဘွားမှာလည်းဒီလိုမျိုးကိုင်းနဲ့ရင်ဖွင့်နိုင်မဲ့တငယ်ချင်းအဖေါ်မောင်အတိုင်းဝိုင်းတစ်ခုဖန်ပြီးကိုစူးစမ်းကြည့်ပါ တတရသင်္ကန်းစာကတော့ရိုးရှင်းတဲ့ဘဝနေထိုင်မှုနဲ့နေစဉ်လှုပ်ရှားမှုပါ။ဟိုခီနာဝါကလူတွေကစစ်တွေနဲ့အလုပ်လုပ်တာမျိုးတဲ့မိမိကိုယ်တိုင်လုပ်နိုင်တာကိုလုပ်ကြပါတယ်။ဥပမာကားစီးမဲ့စာလမ်းလျှောက်တာ၊ဓာတ်လီကားစီးမဲ့စာလေကားအတည်ဆင်လှုပ်တာမျိုးပါ။ဒီလိုမျိုးနေစဉ်လှုပ်ရှားမှုတွေတွေကသူတို့ရဲ့ခန္ဓာကိုကြားမာစေပြီးစိတ်ကိုလည်းလန်းစားစေပါတယ်။အမြဲတမ်းတနေရာထဲမှာထိုင်မနေပဲကိုယ်ကိုယ်ကိုတက်ကြွနေအောင်လှုပ်ရှားနေတာကလည်းဤကီခိုက်ရဲ့အဓိက အချက်တွေထဲမှာပါဝင်ပါတယ်။ ဆာအုထဲမှာလည်းဂျပန်အသက်ကြီးပိုင်းတွေကအနားယူပြီးတဲ့နောက်မှာတောင်မှသူတို့ရဲ့အလုပ်လေးတွေကိုဆက်လုပ်နေကြတာကိုဥပမာပေးထားပါတယ်။နောက်သင်္ကန်းစာတစ်ခုကတော့စိတ်ဖိစီးမှုကိုလျှော့ချဖို့ပါ။ Okinawa လူမျိုးတွေကတရားထိုင်တာ၊ဥယျာဉ်ဆိုင်တာဒါမှမဟုတ်ကိုနှစ်သက်ရအလုပ်လေးတွေကိုလုပ်တာမျိုးနဲ့စိတ်ကိုအနားပေးတတ်ကြပါတယ်။စိတ်ဖိစီးမှုဆိုတာကျွန်တော်တို့ရဲ့ကျန်းမာရေးနဲ့ပျော်ရွှင်မှုကိုတိုက်ရိုက်ထိခိုက်စေတာကြောင့်စိတ်ကိုအနားပေးဖို့အချိန်တစ်ခုပေးဖို့လိုအပ်ပါတယ်။ ဥပမာနေတိုင်း15မိနစ်လောက်တရားထိုင်တာအသက်ရှူလေ့ကျင့်ကလုပ်တာဒါမှမဟုတ်သချင်းနားထောင်ရင်စိတ်ကိုဖြေလျှော့တာမျိုးတွေလုပ်သင့်ပါတယ်။အိုခီနာဝါလူမျိုးတွေစီကသင်္ကန်းစာတွေကိုလေ့လာပြီးတဲ့အခါမှာတော့စတုထာအခန်းဖြစ်တဲ့ PK ကိုက်ကိုပုံမူပြပြင်စေမဲ့စိတ်ပိုင်းဆိုင်ရာအယူဆနှစ်ခုဖြစ်တဲ့ flaw နဲ့ resilience အကြောင်းကိုစစ်ပြောကြရအောင်ဒီအယူဆနှစ်ခုကစာအုပ်ရဲ့အရေးကြီးဆုံးအပိုင်းတွေထဲမှာပါဝင်ပြီးပျော်ရှင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့အဓိကစိတ်ဓာတ်တွေပဲဖြစ်ပါတယ် ထမအချက် floor floor ဆိုတာဘာလဲဆိုတော့အချိန်ကိုမေးသွားတဲ့အထိကိုနှစ်သက်တဲ့အလုပ်တစ်ခုကိုလုပ်နေတဲ့အချိန်လေးကိုခေါ်ပါတယ် floor အချိန်လေးကိုရောက်တဲ့အခါကိုလုပ်နေတဲ့အလုပ်က ကိုအတွက်ပျော်ရွှင်မှုနဲ့စိန်ခေါ်မှုနှစ်ခုလုံးကိုတပြိုင်တည်းပေးစွမ်းနိုင်ပါတယ်ဥပမာပကြီးဆရာတဲ့ဟာပုံဆွဲနေရင်းနဲ့အချိန်ဘလောက်ကုန်သွားတယ်ဆိုတာတောင်သတိမထားမိတော့တာမျိုးဒါမှမဟုတ်ပရိုဂရမ်မာတယောက်ဟာကုတ်တွေရေးနေရင်လည်းပတ်ဝန်းကျင်ကအတန်တွေကိုတောင်မကြတော့တာမျိုးပေါ့ ီလို flow အခြေအနေကိုရောက်ဖို့ဆိုရင်ကိုလှုပ်တဲ့အလုပ်ဟာအရန်လွယ်တာမျိုးလည်းမဟုတ်ပဲအရန်ခက်ခဲတာမျိုးလည်းမဖြစ်သင့်ပါဘူးကိုရဲ့စွမ်းရည်နဲ့လုံနိုင်ဆိုင်ကိုစိန်ခေါ်နိုင်တဲ့အဆင့်တစ်ခုမှရှိနေရပါမယ်ကိုဟာကိုရဲ့အီဂိတ်ကိုရှာတွေးသွားပြီဆိုရင်ဒီလို flow အခြေအနေကိုအချိန်တိုင်းနေပါရောက်ရှိနေပါလိမ့်မယ်ဒါကြောင့်ကိုလှုပ်တဲ့အလုပ်ကိုတကယ်နှစ်သက်ပြီးအဲ့ဒီအလုပ်ကကိုကိုအမြဲတမ်းစိန်ခေါ်နေရဆိုရင်အဲ့ဒါဟာအီဂိတ်ရဲ့အဓိကအစိတ်အပိုင်းပဲဖြစ်ပါတယ်ဒုတိယအချက် resilient စိတ်ပိုင်းဆိုင်ရာခံနိုင်ရည် resilience ဆိုတာအခက်အခဲကြုံတဲ့အခါအရှုံးမပေးဘဲပြန်ထနိုင်တဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်ဘဝဆိုတာအမြဲတမ်းအဆင်ပြေနေမှာမဟုတ်ပါဘူးအဆင်မပြေမှုတွေစိန်ခေါ်မှုတွေအမှားယွန်းတွေရှိလာတတ်ပါတယ်ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်မကြဘဲပြန်ထိုင်နိုင်ဖို့ဟာအရေးကြီးပါတယ်စာအုပ်ထဲမှာလည်းဂျပန်လူမျိုးတွေရဲ့ခံနိုင်ရည်စိတ်ဓာတ်ကိုရှင်းပြထားပါတယ်သူတို့ဟာအခက်အခဲတွေကိုပြဿနာတစ်ခုဖြစ်မမြင်ပဲသင်ယူရမယ့်အသင်ခန်းစာတစ်ခုဖြစ်မြင်နိုင်အောင်ကြိုးစားကြပါတယ် ီလိုခန္ဓာရဲ့စိတ်ဓာတ်ကိုမြင့်တင်နိုင်မှုဆိုရင်ပထမဆုံးကိုယ့်ကိုယ်ကိုအကောင်းမြင်စိတ်နဲ့လက်ခံပါကိုယ့်ရဲ့အားနည်းချက်တွေကိုလက်ခံပြီးသင်ကားစာယူတတ်ဖို့လိုပါတယ်ဥပမာစီးပွားရေးလုပ်ငန်းတစ်ခုစတင်ရမှာအချင်းချင်းခါခါရှုံးခဲ့ပေမဲ့နောက်ဆုံးမှာအောင်မြင်ခဲ့တဲ့လူတစ်ယောက်ဟာသူ့ရဲ့ခန္ဓာရဲ့စိတ်ဓာတ်ကြောင့်ပဲဖြစ်ပါတယ်သူဟာကြာရှုံးမှုတိုင်းကနေသင်ကားစာတွေယူပြီးပြန်ထနိုင်ခဲ့ပါတယ်ဒါကြောင့်ပျော်ရွှင်တဲ့ဘဝဆိုတာအမြဲတမ်းအဆင်ပြေနေတာမဟုတ်ပဲ အဆင်မပြေမှုတွေကိုကြော်လာနိုင်တာကိုဆိုလိုတယ်လို့ဒီစာအုပ်ကနေသင်ယူနိုင်ပါတယ်။ကြည့်အခုဆိုရင် ikigai စာအုပ်ထဲကအဓိကချက်တွေကိုနားလည်သိရှိခဲ့ကြပြီးပြီဆိုတော့ဒီအသိပညာတွေကိုနေ့စဉ်ဘဝမှာဘယ်လိုလက်တွေ့ကြကြအသုံးချနိုင်မလဲဆိုတဲ့အချက်တွေနဲ့အတူဏီကုံချုပ်လိုက်ကြရအောင်။ဒီအချက်တွေကတော့ကျွန်တော်တို့အားလုံးအတွက်ဒီစာအုပ်ကနေပေးလိုက်တဲ့အဓိကအချက်တွေပဲဖြစ်ပါတယ်။ပထမအချက်ကိုပိုင် ikigai ကိုရှာဖွေပါ။ကိုကိုကိုပြန်မေးကြည့်ပါ။ ငါဘာလုပ်ရတာကိုအပျော်ဆုံးလဲ။ကဘာကြီးကဘာကိုလိုအပ်နေလဲ။ငါဘာကိုကြွန့်ကျင်လဲ။ငါလုပ်နေတဲ့အလုပ်ကနေဝင်ငွေရနိုင်လား။ဒီမေးခွန်းတွေဟာကိုယ့်ရဲ့ EGIT ကိုရှင်းလင်းစွာမြင်နိုင်ဖို့အကောင်းဆုံးလမ်းညွှန်ချက်တွေပဲဖြစ်ပါတယ်။စာရွက်တရက်မှာခြာရေးပြီးအဖြေရှားကြည့်ပါ။ကိုယ့်ရဲ့ဘဝအတွက်အတိတ်ပဲရှိဆုံးအရာကိုရှားတွေ့နိုင်ဖို့ကူညီပေးပါလိမ့်မယ်။ဒုတိယအချက်ရိုးရှင်းတဲ့ဘဝနေထိုင်မှုကိုကျင့်သုံးပါ။ကြီးမားတဲ့ပျော်ရွှင်မှုတွေကိုမျှော်လင့်မနေပဲ မနေ့ကကော်ပူပူပူလေးတစ်ခွက်ကိုတောက်ရတဲ့အချိန်ခြံထဲမှာအပင်လေးတွေရေလောင်းတဲ့အချိန်နေရောင်ကြီးနွေးနွေးလေးကိုခန်းစားရတဲ့အချိန်အလုပ်တစ်ခုပြီးမြောက်သွားတဲ့အချိန်ဒီလိုမျိုးအသေးမွားကိစ္စလေးတွေမှာတအားပျော်ရွှင်မှုကိုရှာဖွေတတ်အောင်လေ့ကျင့်ပါတတရအချက်ဘိုက်ကို80ရာခိုင်နှုန်းပဲပြည့်အောင်စားပါအစားအသောက်နဲ့ပတ်သက်တဲ့ဒီရိုးရွှင်းတဲ့အလေ့ကျင့်ဟာကျန်းမာရေးအတွက်တကယ်ကိုအရေးပါပါတယ်ဘိုက်တင်းအောင်မစားပဲ80ရာခိုင်နှုန်းလောက်ပဲစားတာကခန္ဓာကိုယ်ကို ပေါ်ပါစေပြီး အသက်ရှည်စေနိုင်ပါတယ် ဒီနေ့ကစားပြီးဗိုက်ပြေတော့မယ်လို့ခံစားရတဲ့အချိန်မှာအစားရက်လိုက်ဖို့ကိုကိုကိုသတိပေးပါနောက်ထပ်တစ်ချက်ကတော့လူမှုအတိုင်းဝိုင်းနဲ့ဆက်သွယ်ပါကိုကိုနားလည်ပေးနိုင်တဲ့တငယ်ချင်းတွေမိတ်ဆွေတွေနဲ့အချိန်ပေးပါအပြင်မှာတွေ့ဆုံပြီးစကားပြောတာအဖွဲ့အစည်းတစ်ခုခုမှာပါဝင်လှူရှားတာမျိုးတွေလုပ်ပါဒါဟာအကိုကိုတယောက်တည်းအထီးကျန်တာမျိုးမဖြစ်အောင်ကူညီပေးပါလိမ့်မယ်စတုထအချက်နေ့စဉ်တကြွလှူရှားနေပါအ ဘိုခီနာဝါကလူတွေလိုပဲကျွန်တော်တို့လည်းနေ့စဉ်လှုပ်ရှားနေရပါမယ်။ဒီကအတဆင်လှုပ်တာအိမ်လှုပ်တွေကိုကိုယ်တိုင်လှုပ်တာမျိုးတွေကခန္ဓာကိုယ်ကိုကြားမာစေရုံတောင်မကပဲစိတ်ကိုလည်းလန်းစားစေပါတယ်။အမြဲတမ်းထိုင်မနေပဲကိုယ့်ကိုယ်ကိုလှုပ်ရှားနေတာကလည်းအီဂီကိုက်ရဲ့အဓိကအစိတ်ပိုင်းပဲဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ဒီအီဂီကိုက်စာအုပ်ကကျွန်တော်တို့ကိုဘဝမှာပျော်ရွှင်ဖို့ရည်ရွယ်ချက်ရှိဖို့အတွက်ဝေးဝေးရှာနေစရာမလိုပဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာနေရှိနေတယ်ဆိုတဲ့သတင်းစကားကိုပေးနေတာပဲဖြစ်ပါတယ်။ ဘဝကိုအဓိပ္ပာယ်ရှိရှိရှင်သန်ခြင်းဟာကိုယ့်ကိုယ်ကိုသိဖို့ကိုယ့်ပတ်ဝန်းကျင်ကိုဂရုစိုက်ဖို့နဲ့နေ့စဉ်လှုပ်ရှားနေဖို့ဆိုတဲ့ရိုးရှင်းတဲ့အချက်တွေကနေစတင်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းဒီစာအုပ်ကနေရရှိတဲ့သင်ခန်းစာတွေကိုလက်တွေ့အသုံးချပြီးကိုယ့်ရဲ့ကိုယ်ပိုင်အီဂီဂိုက်ကိုရှားတွေ့နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share နဲ့ comment လေးပေးပြီးအားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်အနက်ချုပ်ဗီဒီယိုတွေ ကိုပိုင်တိုးတက်မှုဆိုင်ရာဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ထားဖို့နဲ့ notification နေရာလေးမှာ all ကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါမယ်မိတ်ဆွေတို့အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။